2025ခု AB လတင်းတင်းလာသားသမီးများနဲ့ပတ်သက်ပြီးတက်လာတဲ့ကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာ။မင်္ဂလာပါဗျာ။ရွှေညမင်းမီသားသူကကြိုဆိုပါတယ်ဗျာ။ကျွန်တော်တို့တင်းတင်းလာသားသမီးများ2025လေးလပိုင်း AB လပေါ့ဗျာ။တက်လာတဲ့ကံကြမ္မာများကိုစတင်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်။2025ခု AB လ တင်းနှင်လာသားသမီးများနဲ့ပတ်သက်ပြီးတက်လာတဲ့ကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာတင်းလန့်လာသားသမီးဒီအချိန်မှာအိုးရင်လောက်ကနေပတ်သက်တဲ့ကိစ္စမှာပုဒိပုဒိကနေပြီးတော့ခမဘင်္ဂအောင်ကြောင်းနေအဲခမဒီ15ရက်လောက်တွင်မှာအိုးရင် လောက်ကနေပတ်သက်တဲ့ကိစ္စမှာပွင့်လန်းပြီးတော့နော်တော့ခါ15ရက်ကျော်သွားတဲ့ခါမှာလေယာယီရတန်တာဖြစ်ပါတယ်ဒါကြောင့်တင်းနှင်လာသားသမီးအားလုံးတို့ဒီအမခမဒီဒီကြမ်းမတိုင်းမီဒီ15ရက်လောက်တွင်မှာအိုးရင်လောက်ကနေတအားပွင့်လန်းနေဒါကြောင့်အလုပ်တွေဖိလို့ပါ အလုပ်တွေကိုပဲကိုကိုရင်မိသားစုလုံနေကြအလုပ်တွေပုံပုံကြိုးစားပြီးလုပ်ပါကြိုးစားပန်းသားနဲ့လုပ်လိုက်သားမှာဗျာပိတ်ဆိုးနေတဲ့အိုးဝင်လုပ်ကဲများအမြန်ဆုံးပွင့်သွားပြီးတော့ဒကြံကြိုးတဲ့အခါမှာခင်ဗျာယာယီခင်ဗျာနေကူးသွားမှာဖြစ်ပါတယ်ရက်တံသွားမှာဖြစ်ပါတယ်နော်အဲဒါကြောင့်တင်းလင်းလာတာသမီးများအိုးလုံလုပ်ကဲနဲ့ပတ်သက်တဲ့ကိစ္စများအဆင်ပြေအောင်အဲအဆင်ပြေခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့ကြာသာပရိအဲရောင်လို့ဟောရာဟုရာဟုအနောက်မြောက်ကိုလှဲ့လှဲ့ပြီးမှခင်ဗျာအဲ့မှာ လက်ဖိတ်လေးတောက်ပြီးမှစူးတောင်းလက်ဖိတ်လေးတောက်မယ်ဆိုဘဲချင်းကဘဲကာလာမရှိဘူးလက်ဖိတ်တောင်းရာဟုတောင်းလဲပြီးတော့ဇွန်းလောင်းတောက်တောက်ပြီးမှအတင်းလက်ဖိတ်ရေးလေးရဲ့အာကျွန်တော်လေးလောက်ကံမကောင်းဘူးပြလောက်ကံကောင်းခြင်းနဲ့ကျွန်တော်မပိတ်ဆိုးနေတဲ့လောက်ကံนี่အများသိပွင့်မာသေးကြောင်းလေးလေးစားစားနဲ့ရာဟုတောင်းအနောက်မြောက်တောင်းလဲပြီးတော့ဇွန်းလောင်းတောက်ပြီးမှစူးတောင်းကျွန်တော်တို့ကတော့ကူးတယ်ဟိုတင်းတင်းလာတာတမီဒီဘတ်တွင်းမှာတော့ဒီလေးလပိုင်းတွင်းမှာရေရရပြီးတော့ခင်ဗျာကျွန်တော်တို့ကလက်ဖိတ်နဲ့ပတ်သက်တယ်ပဲပြီးမှဒါကြောင့်လက်ဖိတ်နဲ့ပတ်သက်တဲ့လက်ဖိတ်တို့ကောက်ကိုဖြော ရာဦးတောင်းအနောက်မြောက်တောင်းလက်တောင်းရင်အလောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွန်လန်းမှာဖြစ်ပါတယ်။ပွန်လန်းတဲ့အခါမှာအခုစူးတောင်းပြီးတဲ့အချိန်နာရီဆိုလို့ရှိရင်၃နာရီရေအားဖြင့်ပြောရင်နေ့ရက်နောက်ကျရင်ရှေ့ရက်တွင်အိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ပိတ်ဆို့နေရအများဆုံးပွန်လန်းတော့မှာဖြစ်ပါတယ်ဗျာ။အတင်းနဲ့လာသားသမီးများဒီချိန်မှာငွေကြီးနဲ့ပတ်သက်တဲ့လူနဲ့ပတ်သက်တဲ့မှာ၅ရက်လောက်တွင်းမှာတိုက်ထဲမှာရောက်နေပြီးတော့ခမရ၅ရက်ကြောတဲ့အခါမှာပုတီကိုပြောင်းသွားတာဖြစ်ပါတယ်ကြတိုက်ထဲမှာဖြစ်တဲ့အိုးရင်လောက်ကဲမှာကိုရင်ကိုရကိုမိသားစုကိုလုံးငါနေပြီးအလုပ်တွေကြိုးစားပြီးတော့လှုပ်ပတ်စံတော်လက်ထဲမှာမဝင်ပါဘူး သံဃာ့ကျော်ဒီမှာအဲ့ခမလာတာထုတ်တူလို့ပဲသံဃာ့ကျော်မှာပသက်နဲ့ပသက်နဲ့မှာသုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်မယ်ပိတ်ဆိုးနေတယ်ခမတို့မှာပိတ်ဆိုးနေတယ်မနစ်ကတနစ်လုံးပိတ်ဆိုးနေတဲ့ကိစ္စတွေဟာဒီအင်္ဂလိပ်လိုလေးလာပိုင်းသံဃာ့ရဲ့ကျော်ရင်တော့မမျောလေးမနဲ့အလောက်ကောင်းနေရာကောင်းနေရာအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာမှာဖြစ်ပါတယ်ဗျာအဲ့ဒီအခွင့်အလမ်းတွေကိုတေချာမိမိရစုပ်ကင်ထားလိုက်တာမှာခမမှာပိတ်ဆိုးနေတဲ့အခွင့်အလမ်းတွေပွင့်ပြီးတော့အဆင်ပြေပြီဖြစ်ပါကြောင်းအဲ့ဒီချိန်မှာတိုးတုံတိုးဆုပ်လုံးနေရင်တော့ခမရတဲ့ရတဲ့အခွင့်အလမ်းတွေရမှာမဟုတ်ပါဘူးဒါကြောင့် တင်းနှလာသားသမီးအားလုံးတို့ဒီငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲပြင်တင်းနှလာအရှိရကိုလည်းကြီးခုနပြောတဲ့လက်ဖက်ကြီးလေးကိုတစုံလောက်တော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စများသူတောင်းပြီးတဲ့အချိန်ရဆပြီးတော့ခမ73ရက်အတွင်းနိုင်ပိုင်းဆိုတော့တနအီအတွင်းခမငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ခုနလေးရရာဦးတောင်းအောင်မြောက်တောင်းလက်ပြီးလက်ဖက်ကြီးလေးကိုရှယ်ဖို့ဗျာဇုံလေးတစုံနဲ့ပြောပြီးတော့တစုံလောက်တောက်မယ်ဆိုရင်အလောက်ကိုင်းနေပွင့်မယ်တင်းတင်းလာအရှိရကိုလှည့်ပြီးမှလက်ဖက်ကြီးလေးတစုံလောက်တောက်မယ်ဆိုလို့ရှိရင်တော့ခမရတို့မှာ ပိတ်ဆိုနေတဲ့ငွေကြေးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးချက်ကြည့်တယ်နောက်အင်းစိတ်နဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်ထဲမှာကိုလှုပ်ချင်တာဇွလှုပ်ချင်တယ်အဒီအချိန်မှာအဲတွင်မှာလောက်ရရင်ကောင်းမလားတော့ရင်လုံးပြီးဖြစ်ပါမလားပြဿနာတက်မလားငွေကြေးကုန်ကြမှုများမလားသုံးချိုးမှုတွေဖြစ်မလားအဖန်သီးတွေဖြစ်မလားဆိုစိတ်ထဲမှာဒီအချိန်မှာချီတုံချတုံဖြစ်နေတဲ့ကာလကထုံးတိုင်းတော့တင်းနေလာသားသမီးကစိတ်ကမြန်ပြီးလူကနောက်ကျတတ်တဲ့ကာလဒီအချိန်မှာလူကခမရလက်ရှိနေရရင်တော့ရင်ပြဿနာတက်မလားဆိုတွေးနေတယ်ဖြစ်ပြီးတော့ စိတ်ထဲမှာမတည်မကြဖြစ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်စိတ်ထဲမှာမတည်မကြဖြစ်နေတဲ့တင်းနှလားတာသမီများလေးလပိုင်းတွေမှာတော့အင်္ကာတော့အရှိတောင်တော့လှဲ့ခုနကလဖိတ်လေးကိုတစုံတော့တောက်ပြီးတော့ဆူတောင်းလိုက်ဆူတောင်းတဲ့ကမှအတင်းလဖိတ်လေးကျွန်တော်စိတ်တတရနေတယ်ကျွန်တော်ရောင်းဝယ်မကောင်းဘူးကျွန်တော်မှအကျွေးတွေတင်းနေတယ်ကျွန်တော်ပေးစရာတွေရှိတယ်ကျွန်တော်လူချင်တာလေးရှိတယ်အာလုပ်ငန်းတွေအဆင်မပြေဘူးကလေးတွေလည်းအဆင်မပြေဘူးအိမ်ဆောက်ခြင်းတွေအမီးရမီးဝေးခြင်းတွေခမရဖြစ်ပေါ်နေတဲ့စိတ်ထဲမှာမတင်မကြဖြစ်နေတဲ့ကိစ္စတွေအားလုံးလဖိတ်လေးတစုံတော့တောက် အင်္ဂါတောင်အရှိတောင်တောင်လှည့်ပြီးတောက်ပြီးမှဆူတောင်းမယ်ဆိုလို့ရှိရင်တော့ခမရမှာပိတ်ဆိုးနေတဲ့စိတ်နဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်လူရင်းဆန္ဒတွေပြည့်စည်ရင်တော့အင်္ဂါတောင်အရှိတောင်တောင်ကတော့ခမရအပိုင်ပါပဲဗျာဒါကြောင့်တပိတ်လေးသုံးတော့တော့ပြီးတော့ဆူတောင်းလိုက်သမှာကိုနဲ့နီးနေဆက်တဲ့တဲ့လူယောက်ျားကိုရတ္တိတာမှုတဲ့တခြားရတ္တိတာမှာအောင်မြင်ကြတတ်တဲ့ဒီဒီချိန်မှာလူယောက်ျားတွေကအိမ်မှာကြီးတဲ့ရောက်တဲ့နေရာမှာခွေးနေတယ်ဒီနေရာလေးပဲကောင်းတယ်ဘယ်မှမသွားတော့ဘူး အဒီလုတ်ကလေးပဲကောင်းနေခွေးနေရတဲ့ရတဲ့တဲ့ခွန်းလန်းနေမရဘဲနဲ့လူယောက်ျားတွေအီလေးလေးဖြစ်တတ်ပါတယ်ဗျာသွားသွားသွားဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့လာ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 ဟုတ်ကဲ့ဟုတ်ကဲ့သွားခြင်းတလူသွားလာခြင်းတလူလာဟုတ်ကဲ့ဒါပြောနေသွားခြင်းမသွားလာခြင်းမလာတဲ့ကာလမျိုးလူယောက်ျားတွေဝါတာတာဖြစ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ဝါတာတာဖြစ်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစဉ်ပြေခြင်းနဲ့ဆိုရင်တော့တင်းတင်းလာအရှိရာကိုလှည့်လက်ဖိတ်လေးတစုံလုံးတောင်းပြီးမှဆူတောင်းလက်ဖိတ်လေးပဲပြီးနေရေရာလေးတွေဒါကြောင့်အရှိဘက်ကိုလှည့်ပြီးတောင်းရင်ပိတ်ဆိုးနေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စ အလုံးမလုံးတဲ့လူယောက်ျားများ ADB သွားတဲ့လူယောက်ျားများအိမ်မကက်တဲ့လူယောက်ျားများကိုယ်လုံငန်းကိုစူးစမ်းမလုပ်တဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးစူးတောင်းလိုက်စမ်းပါဗျာလေးလပိုင်းတွင်မှာတင်းတင်းလာအရှိရာကိုလှည့်ပြီးရေးသားဝင်တော့ခင်ဗျငွေဟိုလက်ဖက်လေးတောက်မယ်ဆိုရင်တော့မျက်နှာတက်ဟမ်အရေးလေးတွေတောက်မယ်ဆိုရင်တော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအောင်မြင်ကြော်ကြသလိုလူယောက်ျားနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒီဒီလိုတင်းတင်းလာခြင်းလေးတွေမှာ ခမကူကိုနဲ့ပတ်သက်တဲ့နိနေဆက်သက်တဲ့တင်းနေလာတာသမီးကလေးလာပိုင်မှာမင်းလူမင်းနေနဲ့ပတ်သက်တဲ့ကိစ္စမှာဝါတာတာဖြစ်တတ်တယ်။ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအောင်မြင်တာတစ်ပိုင်းကြာဆုံးတာတစ်ပိုင်းရှေ့ကဝင်ငွေရတခုထွက်ငွေရတခုအဲ့ဒါမျိုးဖြစ်တယ်လို့အိုးရင်လောက်ကိုင်းနေပတ်သက်မှာအဟောင်းအသစ်ပြင်ခမအစင်းနေမပြေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။မင်းနေရရွှေကောင်းမြောင်မြောင်ဝင်းအောင်အောင်ပြပြီးမင်းစုံငုံတို့ထိုင်ပြီးတော့စားရမရှိဘဲနဲ့ငုံတို့ကြီးထိုင်နေရတဲ့ကာလမျိုးတွေဖြစ်နေပါတယ်။ဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့ဓာတ်ပြစ်တဲ့ ိနေနဲ့ပတ်သက်တဲ့ကိစ္စမှာအချိန်မပြေဘူးအဲ့ဒီဆိုတဲ့ပုံကူပြန်တော့ကျွန်တော်တို့ရပြလို့ရှိရင်အင်္ကာတော့အရှိတောင်တောင်လက်ပတ်သက်လေးကိုကိုင်းပြီးတော့ဇူတောင်မင်းမှာပတ်သက်ပြတ်တတ်တယ်ပတ်သက်နဲ့ပတ်သက်တဲ့ပြဿနာလေးဖြစ်ပေါ်တတ်တယ်ဒါကြောင့်ခမအင်္ကာတော့အရှိတောင်တောင်လက်ပတ်သက်လေးကိုကိုင်းပြီးမှဇူတောင်အတင်ပတ်သက်လေးကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စလုံးမဲ့အပြောင်းချေရာတူတူနဲ့ပတ်လို့မြေရာလေးနဲ့ပတ်သက်လို့လုံးမဲ့အနော်အရာအဲ့အဲ့ကိစ္စတွေစာမွေးနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်ကျင်တာအဲ့ကိစ္စတွေမှာမင်းနေနဲ့ပတ်သက်တဲ့နီးနေတတ်တဲ့ကိစ္စလေးတွေစဉ်းပြကျင်နေဗျာ ဒါကြောင့်အသင်ပသက်လီယာကိုကြီးစောင့်ကြောတော်မူပါဆိုတဲ့အကြောင်းအင်္ကာတော်အရှိတောင်တော်လည်းပြီးပသက်လီကိုင်းပြီးဆူတောင်းမယ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရေးအပြောင်းအရွှေ့ရာထူးထူးနဲ့ပတ်သက်တဲ့မြေယာနဲ့ပတ်သက်တဲ့ပြဿနာများအမြန်ဆုံးဝေးကွာမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကိုသွားခြင်းနဲ့ခီးရစကားသွားခြင်းနဲ့တမျိုးသွားခြင်းသွားခွင့်လာခြင်းတို့လာခွင့်ပြောခြင်းတို့ပြောခွင့်မရတဲ့လူများဘုဒ္ဓတောင်ရက်ကိုလည်းခမကကုနာလက်ဖိတ်လေးကိုတစုံတော့တောက်ပြီးမှဆူတော့အသင်လက်ဖိတ်လေးရဲ့ အာကျွန်တော်တို့သွားကျင်တဲ့ခီးပြောကျင်တဲ့ဇကားတွေအောင်မြင်ကြောကြကျင်တဲ့ကျွန်တော်သွားသောခီးများအနေကင်းပေးရှင်းကျင်တဲ့เนาะကျွန်တော်ပြောသွဲဇကားတွေအောင်မြင်ကြောကြကျင်တဲ့ဒါကြောင့်အတင်းလပိတ်လေးကကုညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရက်ကိုလက်လပိတ်လေးတောက်ပြီးမှဆူတောင်းလိုက်သမှာဗျာတင်းတို့မှာပိတ်ဆိုနေတဲ့ကိစ္စများအများဆုံးပွင့်လန်းတော်မှာဖြစ်ပါတယ်တနည်းပေါ့ဗျာဒါမှမဟုတ်ကိုနဲ့နိနေသက်တဲ့အစုပွဲအုပ်စုရိုးရာပြဿနာလေးဖြစ်တဲ့အမှုခင်းနေဖြစ်တဲ့နိုင်ငံရေးနဲ့ပတ်သက်တာဖြစ်တဲ့ ဓမ္မမွန်လေးရှိရင်တော့ထီထီပေါက်တတ်တယ်အနိုင်ငံညာနေပါတဲ့ကူညီဆောင်ရှောက်မှုတွေရမယ်အမျိုးတွေကလည်းအဆင်ပြေတဲ့လူကပေးပြီးအဆင်မပြေတဲ့လူကပြဿနာချတာမျိုးတွေတဲ့ကြုံတွေ့တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ရိုးရဘောမဒိုးရာကြောမှဖြစ်ပါတယ်ဗျာဒါကြောင့်ရိုးရလေးတွေပေါ်မယ်ဆိုလို့ရှိရင်တော့ကြာသာပရိအနောက်ရကိုလက်ကုနာကြံတဲ့လက်ဖိတ်လေးကိုတသုံးလောက်တောက်ပြီးမှဆူတောင်းလိုက်စမ်းပါတင်းတို့မှာပိတ်ဆို့နေတဲ့နော်ယောဟောလိုဒိုးအကြိုပြီးအမှုခင်းပြဿနာများဝေဥကာပြီးတော့ငွေကြီးများအထူးလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်းရောက်လာမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ 2025လေးလပိုင်းအေဘီလပေါ့ဗျာတနေ့လာသားသမီးတွေပိုင်းအိုးရင်လောက်ကင်အဆင်မပြေဘူးလားအဆင်မပြေရင်တော့ခင်ဗျာရာဦးတောင်းနောက်မြောက်တောင်းလဲပြီးတော့လက်ပိတ်လေးတစုံလောက်တော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေဘူးလားတနေ့လာအရှိအရာကိုလည်းလက်ပိတ်လေးကိုတစုံလောက်တော့ပြီးမှသူတောင်းရင်ငွေကြီးအဆင်ပြေမယ်စိတ်တည်ငြိမ်ရင်တော့အင်္ကာတောင်းအရှိတောင်းတောင်းလှဲ့လှဲ့ပြီးမှခင်ဗျာအဲ့မှာဟိုလက်ပိတ်လေးကိုတောက်ပြီးသူတောင်းရင်စိတ်ချမ်းသာမယ်အလူယောက်ျားတွေအဆင်မပြေရင်တော့ခင်ဗျာတနေ့လာအရှိအရာကိုလဲပြီးလက်ပိတ်လေးတောက်ပြီးမှသူတောင်းသွားမှာဗျာ ခီးစကားနဲ့ပတ်သက်တာခမောက်သွားခြင်းနဲ့ခီးပြောခြင်းနဲ့စကားတွေမအောင်မြင်ဗုဒ္ဓတောင်ရက်ကိုလက်ပြီးလက်ဖက်ကြီးတောင်းရင်ခီးစကားနဲ့ပတ်သက်တဲ့ကိစ္စမှာပွင့်လန်းပြီးတော့အမှုခင်ပြဿနာကြီးရောက်တဲ့ငွေတွေအစုလိုက်ပြုံးလိုက်ဝင်ရင်တော့ကြာသာပလေးအနောက်ရက်ကိုလှည့်ပြီးတော့တောက်မယ်ဆိုလို့ရှိရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများလေးလပိုင်းတွေမှာအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်တင်းနဲ့လာသားသမီးအားလုံးတို့ဒီတခုခုနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစမပြေရင်ကျွန်တော်တို့ကတေးပင်ရတေးရရဲဆို6ရက်6ရက်ကိုကြွကြွကလေးနဲ့ထည့်တနေရာမှာချိတ် အမနဲ့ကြီးလင်းလို့ရှိရင်အဲ့ဒီရွက်ကလေးကိုလက်ကလေးနဲ့လှုပ်လှုပ်ပြီးခမရဘာတွေပိတ်ဆို့နေတာလဲမသိဘူးပိတ်ဆို့နေတဲ့ကိစ္စတွေအ мян ဆုံးပွင့်မှာဒီကြောင့်ခမရလေးလေးစားစားထူတောင်းပေးခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအ мян ဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာအဲ့ကြောင့်တင်းနဲ့လာသားသမီးတွေဟာဒီ2025လေးလပိုင်းအတွင်းမှာတော့ဖားတစ်ပိုင်းငါးတစ်ပိုင်းဖြစ်တာတော့အစဉ်ပြေတာတစ်ပိုင်းပြောရတာတစ်ပိုင်းငိုရတာတစ်ပိုင်းရီရတာတစ်ပိုင်းအဲ့ဒါမျိုးတစ်ပိုင်းစီဖြစ်နေတာဖြစ်တဲ့အတွက်အစတွေမှာကံမကောင်းတာဖြစ်တဲ့ ်နောက်ဆန်ငါရဲ့ကြုံရင်တော့ကံကောင်းတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်သွားသတိလာသတိစားသတိနဲ့နေထိုင်ခြင်းဖြင့်တင်းနှလာသာသမီများယူအပ်ဖို့လို့ဒုဝါကြောပြီးမှုကင်းများပြဿနာများဝေးကွာပြီးတော့နောက်ငွေကြေးများထူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်းရောက်ပြီးတော့သာသနာပြုနိုင်တဲ့တာကောင်းသမီကောင်းများဖြစ်ကြပါသေးကြောင်းကျွန်တော်တို့ချွေးချမ်းမီမိသားစုကကံမြင့်ရေရာတွေပြုလုပ်ခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများများဆုံးပွင့်လန်းပြီးတော့လူနိုင်တန်းနိုင်တဲ့ပုံစံတွေဖြစ်ပါသေးကြောင်းချွေးချမ်းမီမိသားစုကိုစား ဆရာကြီးမြန်မာပြည်မှာလေးလေးစားစားစူတောင်းမြစ်တာပို့လိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ